မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနယ်စလာပြည်သာညွှန်ကြားမှုစည်းထနာမှာ2022ခုနှစ်မေလ30ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ33ဒီဂရီဆယ်စီယပ်62ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသချိုတို့မှဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှတရတင့်တင့်မှအတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြို့ဝကျွန်းပေါ်ဒေသတွေမှာတိမ်ထူထပ်နေပြီကြံဒေသတွေမှာတရတင့်တင့်မှအတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်ရောအချိန်တွေကတော့ကပ်ပလီပင်လယ်ပင်မင်္ဂလာပင်လယ်တောင်ပိုင်းအရှိလေပိုင်းနဲ့အရှိမြောက်ပိုင်းတို့မှာမုတ်တုံလေအာအတင်တင်မှာအကောက်နေပြီ ကျန်မင်္ဂလာပင်လယ်ဟောမှာတရရင့်တင့်မှအတိမ်ထူတက်နေပါဗျ။မြမပင်လယ်ပြင်မှာမြမကောင်းတဲ့တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင့်တင့်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းပြင်မှာမြမကောင်းတဲ့တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ17ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မိုးတက်ချိန်ထိခမ်းမန်းကြက်များအနေနဲ့ကတော့ စကနိုင်းတာကြီးအောက်ပိုင်းမှာနေရာကွက်ကြရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်နယ်ပဲခူးတိုင်းဒေသကြီးတို့မှာနေရာကျကျကချင်ပြည်နယ်သခိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နယ်ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြမုတ်ထစ်ချုံရွာပြီးတနင်္သာရီတိုင်းဒေသကြီးမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ် နေပြည်တော်နဲ့ဤတို့အတွက်မနေ့ပြန်မုန်းတဲ့ချိန်ထီမိုးလေဝသအချိန်ဒီခမှန်းကြမှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်အနေဆုံးမူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတို့အတွက်မနေ့ပြန်မုန်းတဲ့ချိန်ထီမိုးလေဝသအချိန်ဒီခမှန်းကြမှာလေနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်အနေဆုံးမူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတို့အတွက်မနေ့ပြန်မုန်းတဲ့ချိန်ထီမိုးလေဝသအချိန်ဒီခမှန်းကြမှာလေ နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကနိုင်းတာကြီးထပ်ပိုင်းနယ်ရခိုင်ပြည်နယ်တို့မှာဘိုးပိုလာနိုင်ပါတယ်အခုနေပြခဲ့တာကတော့ဒီကနေ့ည9:00နာရီကျေထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ